င်္ဂလာပါဒီနေ့မေလ25ရက် Federal FA ရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးပါမယ်ဒီနေ့တော့ဘောလခဲကကိစ္စကတိုင်တိုက်ပွဲမှာဖတ်စာ PDF တပ်ဖွဲ့မှရေးပေါ်နှူးကြဆရတဲ့တင်မြို့ပြဲမှာလက်လုခဲ့ရတဲ့ရှစ်တန်းကန်ကင်းတချို့ကိုတွန်လိုင်းရင်တပ်ဖွဲ့ကပြန်လဲတည်ယူနိုင်ခဲ့တဲ့တင်ဘောလခဲပြူဟာကောက်တိုက်ပွဲမှာကြဆုပ်သွားတဲ့ DMO လုခဲ PDF တိုင်ရင်ကဒုတိုင်မှုစပနာပီလာရတဲ့တင်စားတဲ့တင်တွေအပါအဝင် Federal Fund ရဲ့နေ့စဉ်သတင်းတွေကိုကြားကြရမှာပါ။ Greeny P အတွင်းမှာရှိတဲ့ Bola Khan ကကင်းစခန်းကိုဝေရောက်တတ်ခတ်ရင်ပြီးခဲ့တဲ့မေလ22ရက်နေ့မှာဖာစာပီတုကာကိုရေးတမဒုစုမှုနဲ့တတ်ဆိတ်မှုနှစ်ဦးစာဆောက်ခဲ့ရတယ်လို့ဖာစာ PDF ရဲ့တရင်မှုတော်ခံရှိုင်းမွန်ကဖက်ဒရယ်ဖန်ကိုပြောပါတယ်စာဆောက်သွားတဲ့ရေပေါ်နှစ်ဦးမှာတဦးကဒုစုမှုနောက်တဦးကတော့တတ်ဆိတ်မှုဖြစ်ပြီးတော့ ဖာစာ PDF မှာနနိကြောကြတာကိုထားဆောက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်2015ခုနှစ်အတွင်းမှာဖာစာ PDF တပ်ဖက်ကရေဘော်တအူချဆောက်ခဲ့ရပြီးနနိကြောကလအတွင်းရေဘော်၁၂အူချဆောက်ခဲ့ရကလက်ရှိဘလခဲစစ်စင်ရဲ့အခြေအနေကတော့ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့သူကဆိုပါတယ်ရှန်ကရနီနဲ့ဆက်မှုပြမျိုးမှာစစ်ကောက်စီနဲ့တော်လန်ရေးပူပါတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောက်စီဘက်ကအထိနာနေတာကြောင့်ပြက်လက်ဆောက်ခွာတွားခဲ့ကံ တော်လိုင်းရင်တပ်ဖွဲ့တွေလက်လွတ်ခဲ့ရတဲ့ရှစ်တန်းကန်ကိတချို့ကိုပြတ်လဲတယူနိုင်ခဲ့တယ်လို့မူပြဲလိုကဲ PDF တပ်ဖွဲ့တာဝန်ရှိသူတဦးက Federal Fan ကိုပြောပါတယ်ပြီးခဲ့တဲ့မေလ27ရက်နေ့မှာစစ်ကောင်စီနဲ့ PNO ပအိုပီတူစီတို့ပူပေါင်းပြီးမူပြဲမျိုးကိုထိတ်ချောင်းနိုင်ဖို့အတွက် အင်းအားရချင်းနဲ့အပြင်းအထန်ထိုးစစ်ဆင်တက်ခိုက်လာတာကြောင့်တော်လရင်တပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကတော်လရင်တပ်ဖွဲ့ကလက်နက်အင်းအားမလုံလောက်လာကြောင်းပြက်လက်ဆုတ်ခွာခဲ့တာဖြစ်တယ်လို့သိရပါတယ်။မြို့ပြဲမှာစစ်ကောင်စီနဲ့တော်လရင်ပူပေါင်းတပ်ဖွဲ့တို့အဆက်မပြတ်တိုက်ပွဲဖြစ်ပွားလဲရှိပြီး2025ခုနှစ်ကနေအခုလက်ရှိအချိန်ထိထိတွေ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က50ဦးထက်မနည်းတေဆုပ်ပြီးမြို့ပြဲပြည်တွက်ကွက်ရေးတပ်ဖွဲ့တထောက်တိတက်ရင်ကရေဘော်9ဦးကြာဆုတ်ခဲ့တယ်လို့ မူပြေပီတုကကိုရတဲ့အမတ်တထောက်တိုက်ရင်ကထုတ်ပြန်ထားပါရယ်ဂရင်းနီပီဘောလခဲမြုန်နယ်ဘူဟာကိုတိုက်တိုက်ပွဲမှာစတဆောက်ထားတဲ့ပီတုကကွယ်ရတဲ့ဒီမော့စတို DMO လိုကက် PDF တိုက်ရင်နီကတူတိုက်ရင်မူဟင်နရီလူအော်ရဲ့စပနာခန္ဓာကိုမနိကမေလ24ရက်နေ့ဂရင်းနီပီတနေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့ DMO လိုကက် PDF တပ်ဖွဲ့ထက်ကသိရပါရယ်ဒုတိယမူဟင်နရီလူအော်ဟာပြီးခဲ့တဲ့မေလ22ရက်နေ့မှာ ောလခဲမြို့နယ်ဘယူဟာကုတ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနေမြေရှင်လင်းရေးလှုပ်ဆောင်နေစဉ်စစ်ကောက်စီရဲ့လက်နက်ကြီးပြခတ်မှုကြောင့်ထိမှတ်ပြီးကြဆုပ်သွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ကြဆုပ်သွားတဲ့ရဲဘော်ဟာကိုပိုင်အမတ်နေ့တောင်ညာတောင်ညာတောင်ညာနေ့အတက်26နေ့ရဲဘော်ဖြစ်ပြီး DMO လိုကယ်တပ်ရင်းနေမှာဒုတက်ရင်းမှုအနေနဲ့တာဝန်ထမ်းဆောင်တာတနည်းကျော်ရှိပြီလို့သိရပါတယ်။ဒီနေ့မီလာ95ရဲ့ Federal FN နိစိတ်တဲ့တွေကိုကြားခဲ့ရတာပါကျွန်တော်စောလာပွဲပါခင်ဗျာ Thank you.